thank uh you -huh. မင်္ဂလာပါရှင်ခစ်တိ news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။အမေရိကန်ကမြန်မာမှာဂျာခန်စစ်ပွဲတစ်ခုတကယ်ပဲစီစဉ်နေပြီလားဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အမေရိကန်နဲ့၎င်းရဲ့မဟာမိတ်တွေကတောင်အာရှဒေသမှာမြန်မာနဲ့ပတ်သက်ပြီးဂျာခန်စစ်ပွဲတစ်ပွဲဆင်နွှဲဖို့စီစဉ်နေပြီဆိုတဲ့သတင်းတွေဆင်ဆက်မပြတ်ထွက်ပေါ်နေပါတယ်။ရည်ရွယ်ချက်ကမြန်မာစစ်တပ်ကိုဖြိုလဲနိုင်ဖို့နဲ့တရုတ်ကိုအိန္ဒိယသမုဒ္ဒရာဘက်ခြမ်းကိုထွက်ပေါက်မရစေဖို့ဖြစ်တယ်လို့အစကြည့်ပြီးမြန်မာစစ်ရေးသူတီတီအင်ဒရူးဆဲကအဆိုပါသတင်းပေါ်အခုလိုတုံ့သက်ပါတယ်။ ဒေတာရင်းသတင်းမီဒီယာတွေနဲ့အဒီတာရင်းရဲ့စောင်းပွားတွေအများပြားမှာရှိသားလာခဲ့တာကိုစူးစီးတင်ပြမယ်ဆိုရင် အချက်ဆက်တစ်ချက်ကိုတွေ့ရမှာဖြစ်ပါတယ်ဒီအမေရိကန်နိုင်ငံသား၏ဌာနအမျိုးသားလုံခြုံရေးကောင်စီရန်ကုန်ရှိအမေရိကန်တန်ယုံယာယီတာဝန်ခံအင်ဒိုပစိဖိတ်စစ်ဌာနချုပ်မှဒုတိယဆေးဦးစီးချုပ်တို့ဘင်္ဂလားဒေ့ရှ်ကိုသွားပြီးအသေးစိတ်ဆွေးနွေးဆီစဉ်ခဲ့ကြသည် နေ့ထိုစင်ကဝန်ကြီးချုပ်ရှိတ်ဟာစီနာမှသဘောမတူရင်အမေရိကန်မှအတိုက်ခံများကိုထောက်ခံသွားမည်ဆိုသောဖိအားကိုမလွန်ဆန်နိုင်ခြင်း။၃အမေရိကန်သည်အရခတက်တော်ချင်းမျိုးသားတအုပ်ရဲ့စစ်စင်ရေးများကိုပံ့ပိုးပေးနိုင်ဖို့ထောက်ဖို့တူလောင်စကန်ကြီးတစ်ခုဖွင့်လှစ်ထားရှိမည်။၄အမေရိကန်ရဲ့ထောက်ဖို့လုပ်ငန်းများအစဉ်ပြေချုံးဝင်စေဖို့ဘင်္ဂလားဒေ့ရှ်သက်မှတမကြီး၃ခုထိပါဝင်ကူညီပေးသွားမည်။ငါကပ္ပစန်းဒီမှာတူရကီဒရုန်းများတိကထားအသုံးပြုမိဒရုန်းချိန်ဆိုင်စခန်းကြီးတစ်ခုတိစောက်ဖွင့်လှစ်သွားပြီ ချောက်ရခိုင်ပြည်နယ်အတွင်း no fly zone သတ်မှတ်ဖို့အတွက်အလေးနက်စဉ်းစားနေသည့်ရင်းကိစ္စအားဘင်္ဂလားပင်လယ်အော်တွင်အမေရိကန်လေယာဉ်တင်သင်္ဘောကြီးဖြင့်ကုန်ကဲသွားမည်ခုနှစ်ဘင်္ဂလားပင်လယ်အော်တွင်အမေရိကန်ရှေ့တက်သင်္ဘောများကယခုခေတ်ကကမ်းခြေကပ်ပြီးလက်နက်ခဲယမ်းများနှင့်အခြားစင်ရေးအထောက်ပံ့များပံ့ပိုးပေးနေပြီဖြစ်သည်ရှင်းဆောင်းမတပုတ်တွင်အနောက်တိုင်းထောက်လိုင်းအေဂျင်စီများကထိုင်းရှိလီဝက်စခန်းများမှနေ၍တော်လိုင်းဖွဲ့များကိုကူညီပေးနေသည် ကိုယခုနှစ်အစောပိုင်းထွက်ပေါ်လာသောသတင်းများတွင် ထောင်နှင့်ချီသောအမေရိကန်နှင့်ဗြိတိရှားကြီးစားများမီဆိုရန်ပြည်နယ်မှတဆင့်လျှို့ဝှက်ဝင်ရောက်လာကြပြီးချင်းဒေါ်လာရင်းဖွဲ့များကိုကူညီလေးကျင့်ပေးလျက်ရှိသည့်ရင်းအားအိန္ဒိယကဲခတ်တောင်းကပုံရှိုးကွယ်ရှိုးစစ်စင်တစိမ့်တပိုင်းဟုပြောဆိုခဲ့သည်တဆင့်အန်တီမာအီမန်ချက်သည်ဘင်္ဂလားဒေ့ရှ်အစိုးရကြောထောက်နောက်ကန်ပေးမှုဖြင့်အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်နှင့်ဆက်တလျှောက်လွတ်လပ်သောနိုင်ငံတစ်နိုင်ငံတည်ထောင်ပေးပြီးတရုတ်၏စီးပွားရေးစင်ကြံလမ်းမကြီးနှင့်အိန္ဒိယသမုဒ္ဒရာကိုကြောက်ပြူစိန်ခမ်းမှတဆင့်တရုတ်တို့အဝင် trap ပြုလုပ်လာမည်အရင်ကိုဟန်တားနိုင်မည်ဖြစ်သည်စက်တီအမေရိကန်နိုင်ငံမှာ၎င်းတို့၏လုပ်ငန်းများအောင်မြင်သွားမည်ဆိုကအကူအညီပေးရေးစင်ကြံလမ်းမကြီးတစ်ခုတည်ဆောက်ပြီးရိုဟင်ဂျာဒုက္ခသည်တပ်တန်းကကိုပြန်ပို့ပေးမည်ဟုကတိပေးထားသည်ယခုချိန်တွင်အဆိုပါသတင်းတွေကိုဘသူကမှတိတိတသားစိန်ခေါ်လာခြင်းမရှိသေးတာကိုတွေ့ရပါတယ်ကြေကြေပြန့်ပြန့်ထုတ်ပေါ်ရေးသားထားတာမျိုးလည်းမရှိသေးပါဘူးဒါကလည်းအဲ့ဒီသတင်းတွေကယုံကြည်စိတ်ချမှုမရှိသေးတာကြောင့်လည်းဖြစ်တဲ့မှန်ကန်တဲ့သတင်းထောက်ထားခိုင်ခိုင်လုံလုံမပြနိုင်ခြင်းပအဝင်ပတ်သက်နေသူများထံမှလည်းအတီးပြုတ် ခြင်းမျိုးလည်းမရှိသေးပါဘူး။ကျိုးချောင်းစီလျော်စွာနဲ့ဓမ္မဒိဋ္ဌိထံကြကြစဉ်းစားမယ်ဆိုရင်ယုံကြည်ဖို့တောင်ခက်ခဲလာပါတယ်။ လျှင်ဝတ်စွာလုပ်မယ်ဆိုရင်တော့မှဖြစ်ပေါ်လာနိုင်တဲ့စည်ရေးဆိုင်ရာခက်ခဲတွေနဲ့နိုင်ငံရေးဆိုင်ရာ NDA များကတရုတ်နိုင်ငံရဲ့ရှေးရှေးရီမှန်းချက်တွေကိုကြော်လွှားရင်မလုံလောက်ပါဘူး။ပြည်ပနိုင်ငံများနဲ့နိုင်ငံတကာဖွဲ့စည်းများကအခုထိလူအသက်အန္တရာယ်ကိုမထိခိုက်စေမယ့်အကူအညီမျိုးထပ်ပေါ်ပြီးကုညီထောက်ပံ့ခြင်းမျိုးမရှိသေးတာကိုတွေ့ရပါတယ်။နိုင်ငံတွေဝင်ရောက်လာတဲ့ကြီးစားတွေကလည်းမြည်သည့်နိုင်ငံရဲ့ထောက်လိုင်းအဖွဲ့အစည်းကိုများကိုစားပြုခြင်းမရှိဘဲ၎င်းတို့သဘောနဲ့၎င်းတို့လှုပ်ရှားလာခြင်းမျိုးသာဖြစ်ပေလိမ့်မယ်လို့ဆိုပါတယ်။ Austria ရှိ Lawyer Institute မှထုတ် వే တဲ့ Interpreter စာဆောင် ်မှာအင်ဒရူးဆဲရဲ့သတင်းအမှားအဖြစ်ပင့်ချထားပြီးမဲ Where there's the smoke there's a fire ဆိုတဲ့မီးရှို့လို့တာမီးကိုထွက်တယ်ဆိုတဲ့စကားပုံကလည်းရှိနေတာမဟုတ်ပါလားလို့ရှင်းသားထားတာကို တင်ဆက်ပေးလိုက်ရပါရဲ့ရှင် ရှောက်တန်နဲ့အာနာသိမ့်မခံရရင်အိမ်ကြီးချင်းများနဲ့တေကြပေါင်းအမီလိုက်နိုင်တော့မယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။2016ခုနှစ်မှာ NND အာနာရချိန်မှာနှစ်ပေါင်း90ခန်းမူဝါဒရည်ရအလွဲလွဲအချော်ချော်တွေနဲ့အရှိတောင်အာရှမှာအစင်းရဲဆုံးနိုင်ငံဖြစ်လာချိန်မှာလည်းဖြစ်ပါတယ်။ဒီချိန်မှာအိမ်ကြီးချင်းနိုင်ငံတွေကအာရှကြားရီလို့ကင်မွန်တက်လာတဲ့အထိအပြိုင်ဆိုင်တိုးတက်နေကြပြီဖြစ်ပါတယ်။အဲ့ဒီအတွက် NND ကလက်ရှိအနေအထားကိုမှောက်လံဖြစ်နိုင်ဖို့ကြီးမားတဲ့စိန်ခေါ်မှုနဲ့စတင်ရင်ဆိုင်လာခြင်းလည်းဖြစ်ပါတယ်။ပထမဦးဆုံးမူဝါဒရည်ရပိုင်းမှာမဖြစ်မနေပြုပြင်ပြောင်းလဲရ ော်မှာဖြစ်ပါတယ်။စီးပွားရေးကိုနိုင်ငံတကာကုန်သွယ်ရေးနဲ့ရှင်းလင်းမြှုပ်နှံမှုအတွက်ဖွင့်ပေးဖို့ငွေကြေးဗန်နာရီပိုင်းမှာလည်းတတိရှိရှိနဲ့စီးပွားရေးစနစ်ကြီးတစ်ခုလုံးတည်ငြိမ်လာအောင်ဆောင်ရွက်ဖို့အခွန်စနစ်ကိုပြုပြင်ပြောင်းလဲဖို့ငွေများရှိုင်းနှိပ်ပြီးထုတ်သုံးနေခြင်းတွေကိုဖယ်ရှားဖို့အကျွေးများမဆက်နိုင်အောင်ဖြစ်နေတဲ့အခြေအနေကိုကယ်တင်ဖို့ပညာရေးနဲ့စီးပွားရေးအတွက်အရင်းမြစ်များတိုးချဲ့သုံးစွဲဖို့ရေရှည်တည်တံ့တဲ့စွမ်းရည်နဲ့ပုံမှုထိရောက်တဲ့အခြေခံအဆောက်အအုံမှာရှင်းလင်းမြှုပ်နှံခြင်းတွေပြုလုပ်ရမှာဖြစ်ပါတယ်။အဲ့ဒီလုပ်ငန်းစဉ်တွေအားလုံးကိုဒီမိုကရေစီနီးလမ်းကြကြနဲ့စီစစ်တာဝန်ခံနိုင်ရမှာလည်းဖြစ်ပါတယ်။ ်ဒီလုပ်ငန်းတွေအတွက်အဓိကအတားအဆီးတွေက deep state ကအတွင်းရှိလက်မဲကြီးတွေမှာစတင်လာမှုတွေဖြစ်တဲ့အစိုးရလုပ်ငန်းများရွှေရှားတွက်လက်မှုမရှိ time မိုင်းလေးကန်နေခြင်းဖောင်းပွားပြီးစွမ်းဆောင်ရေးမရှိတဲ့အစိုးရဌာနတွေမှာရှာဒူးကုန်ရှိုံတသက်လာထိုင်နေကြပြီးပြင်းရည်ပြီးအပူဝင်ဝင်ရဖို့ လက်လာပါမျှော်ကိုနေမှုတွေကအနည်းပြတော့မှအနည်းနဲ့အများဆိုသလိုမြင်တွေ့နေရပါတယ်။မလုံးမရှုံမပြုတ်ကဘူရိုကရက်အရာရှိတွေကလက်သုံးစကားဖြစ်ပြီးပြုပြင်ပြောင်းလဲမှုတွေကိုစန့်ကျင်လာကြပါတယ်။တစ်ဖက်မှာလည်းတတိရှိတဲ့ဝန်ထမ်းတွေကအပြောင်းလဲတွေဖြစ်ဖို့ကြိုးပမ်းလာကြပါတယ်။ဒီထဲမှာအနည်းအများဆုံးစန့်ကျင်မှုကစစ်တမ်းမှထွက်ပေါ်လာတယ်။၎င်းတို့ကအချိန်မီဝင်ရောက်ဆက်ဖက်ပြီးအတားစီလုံလာသူတွေကိုဖယ်ရှားပစ်နိုင်တယ်လို့ NLD တက်တန်းတလျှောက်လုံးပြောင်းကြကြပဲတည်တအောင်လုံလာခဲ့ပါတယ်။အာနာမသိန်းခင်ရင်တိုင်းပြည်ကအင်းကြီးချင်းများနဲ့အမိလိုက်လာနိုင်တဲ့အထိတိုးတက်လာမယ်ဆိုတာကသိ ကြပေါက်ပါပဲ2021ကပြုပြင်ပြောင်းလဲမှုအမြောက်များထွက်ပေါ်လာတော့မှဖြစ်ပြီး NND အတွက်လွန်စွာအရေးပါတဲ့နှစ်လည်းဖြစ်ပါတယ်ဒါဝလည်းတင်ကားများမောင်းဝင်လာတဲ့ February 10ရက်နေ့လွတ်တော်ပြန်လဲကျင်းပတဲ့နေ့မှာပဲတင်သွင်းဖို့ရှိပါတယ်အာနာအသိမခံကြရပါက GDP ကလက်ရှိမှာ90ရာခိုင်နှုန်းမြင့်တက်လာမယ်လို့ကမ္ဘာ့ဘဏ်ကခန့်မှန်းထားတာဖြစ်ပါတယ် စစ်တပ်လက်အောက်မှာဗန်တွေကဗန်လို့တောင်ခေါ်လို့မရတော့စစ်တပ်သဘောကျခရိုနီများကုမ္ပဏီများအတွက်ငွေများသိမ်းဆည်းပေးရဌာနများဖြစ်လာတယ်။အဲ့ဒီအတွက်ဗန်တွေရဲ့ချင်းငွေဆိုင်ရာဆုံးဖြတ်ချက်တွေပေါ်မြင်များအတိုင်းအတာထိတင့်တော်နေဆိုတဲ့ပေါ်အကဲဖြတ်စီစီမော်ရီအလွန်နည်းလာခဲ့တယ်။ရှားလက်ဖြစ်ဗန်များမှာအကျွေးပြန်မရတဲ့ချင်းငွေများနဲ့လဲပင်းခိုက်လာခဲ့ရတယ်။စီကတ်တကြလှုပ်ချင်း နဲ့ဘန်တွေလည်းရှိပေမယ့်အ ਨੇ ချင်းသာဖြစ်တဲ့ဗဟိုဘန်ကလည်းဘန်များကိုတတိရှိရှိနဲ့ကြီးကြပ်နိုင်ခြင်းမရှိပဲစီရင်ရပေါ်လက်တင်ပြီးအိမ်မောကြနေရအလားဖြစ်နေတယ်။ဘန်လုပ်ငန်းများပြင်ဆင်နိုင်ဖို့အတွက်ဒေါက်တာပူပုံငယ်ဒေါက်တာဝင်းစတန်ဆက်အောင်ဘန်နိုင်ဝင်ကြီးဦးစိုးဝင်းတို့ကဲ့သို့ကျွမ်းကျင်သူတွေရှိနေပြီဖြစ်တယ်။စစ်တပ်ပိုင်းခေါင်းမာတဲ့ဘန်တွေရှိသလိုခရိုနီနဲ့ထဲထဲဝင်ဝင်ပတ်သက်နေတဲ့ဘန်တွေလည်းရှိတယ်။ဒုတိယမျိုးစားထဲမှာအကြီးမားဆုံးဘန်များပါဝင်နေတယ်။၎င်းတို့ကကျွန်တော်ပါဝင် NLD အစိုးရကိုချိန်ချောက်ဖို့ဝင်လေသူများမဟုတ်အခုထိလည်းရှိနေသေးပဲ။ ယ်လို့ပြောပါတယ် အမကန်ခရိုနီကုမ္ပဏီကြီးတွေကစက်တက်နဲ့နီနီကက်ကက်ပူးပေါင်းပြီးစီးပွားရေးနဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကိုကြကုတ်ကြကဲဆန့်ကျင်နေကြတယ်။အာနာသိမ့်ခဲ့မှုမှာလည်း၎င်းတို့ပါဝင်ပတ်သက်နေကြမှသာဖြစ်ပါတယ်။အာနာသိမ့်ပြီးချိန်ကလေးကမင်းအောင်လိုင်းရဲ့အဖွဲ့က၎င်းတို့စင်ရန်နေရာကြီးအတွက်တင်ရန်စာတာတွေထုတ်ရောက်နေတာကလွဲပြီးတိုင်းပြည်စီးပွားရေးအတွက်ဘာမှမမေရအစီအမံဆိုပြီးမရှိခဲ့၎င်းတို့စင်ရန်နေရာကြီးအတွက်အတိတ်အဆောင်လုံလာတာကဗန်တွေကိုအတုံးချပြီးပို့ကုန်လုပ်ငန်းရှင်များနဲ့အခြားစီးပွားရေးလုပ်ငန်းတွေမှာနိုင်ငံသားငွေတွေကိုလက်ဝဲကြီးအုပ်လာခြင်းဖြစ်တယ်။ပြည်ပမှာလောက န်ပြီးမိသားစုတွေထံငွေပြန်ပေးဖို့နေတဲ့အလုပ်သမားတွေကိုတော့မှချမ်းသာမပေးခဲ့ပါဘူးလူလူကိုလည်းနိုင်ငံသားငွေများလက်ဝဲကင်ဆောင်ခွင့်မပြုတော့ဒီမိုကရေစီတော်လှန်ရေးသမားတွေပေါ်လက်ရှိအသာစီးရနေတဲ့ဝဟင်းပြစ်လက်နက်တွေကိုရုရှားတရုတ်ကဲ့သို့နိုင်ငံတွေကဆက်လက်ဝယ်ယူနိုင်ဖို့အတွက်နိုင်ငံသားငွေမှရရှိများဖြစ်တယ်ဆိုတာကြောင့်အဲ့ဒီမူကထိခိုက်လာခဲ့ရပါတယ်၂၀၁၀မတိုင်မီတိုင်းပြည်ရဲ့ဖွံ့ဖြိုးမှုကသတိမကတ်တော့ပဲမျောနေတဲ့ development ကော်မာဖြစ်လာတယ်။ခေါင်းဆောင်လုပ်သူတွေကလည်းဒီအနေထားကိုဘလုံးမှပြောင်းလဲအောင်လုပ်ရမလဲမသိဖြစ်နေတယ်။တချို့ကလည်းပြောင်းနိုင်မှာဖြစ်မှာကိုသဘောပေါက်လာကြတယ်။အခုကမှတော့စင်အုပ်စုကနိုင်ငံရေးစီးပွားရေးပြုပြင်ပြောင်းလဲမှုတွေအသေးအံလိုအပ်နေပြီဖြစ်တယ်ဆိုတာကိုခေါင်းနဲ့ထင်မှတ်ကြတော့၎င်းတို့ဆက်ပြီးရှင်သန်နိုင်ဖို့သာဤတတူဝလုံပန်းနေကြပြီဖြစ်တယ်။စီးပွားရေးဖွံ့ဖြိုးမှုဆိုတဲ့ဘာသာစကားကလည်း၎င်းတို့အတွက်အစိမ့်သက်သက်ဖြစ်နေတယ်။ တိုင်းပြည်ရဲ့စီးပွားရေးအနာဂတ်အတွက်၎င်းတို့မှာအမျှော်မြင်လည်းမရှိဘဏ်ကားထဲမှာသာရှင်းသန့်နေကြရဆဲဖြစ်တဲ့ပြုပြင်ပြောင်းလဲလုပ်နေတဲ့ကာလတွေမှာတင်ရုပ်ကအဓိကပြဿနာဖြစ်တဲ့မြန်မာကို၎င်းတို့လိုအပ်နေတဲ့တင်ရန်စာတတွေမှန်မှန်ရရှိဖို့နဲ့လူသုံးကုန်တွေတင်ပို့နိုင်ဖို့သာစိတ်ဆောနေကြတယ်။အဲ့ဒီအတွက်မြန်မာကချိနေပြီး၎င်းတို့ပေါ်မိကိုနေရတဲ့အဖြစ်ရောက်မှသာစိတ်အေးရမယ်လို့သဘောထားတယ်။ မြန်မာက၎င်းတို့ရဲ့ရှင်ဝန်နဲ့လမ်းစီမံကိန်းတွေအတွက်အရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုဖြစ်တဲ့ရခိုင်စစ်ကောင်းဆောင်တွေက၎င်းတို့လုပ်ချင်တဲ့စီမံကိန်းတွေအတွက်လိုအပ်တယ်လို့လိုက်ပြီးထည့်ဝင်နေရတဲ့အတွက် ဒေါ်လာ30ဒသမ8ဘီလီယံထိအတွေးတင်လာခဲ့တဲ့မအောင်မြင်ခဲ့ရင်မြန်မာဘက်ကလုံးဝတာဝန်ယူရတော့မှာဖြစ်တဲ့တီရီလင်္ကာကဲသို့စိတ်ကန်းတစ်ခုလုံးထိုးအပ်လိုက်ရတဲ့အဖြစ်ရောက်တော့မယ်ဆိုတာကိုသိလာတဲ့ NLD အစိုးရက၎င်းတို့နဲ့ချုပ်ဆိုထားတဲ့သဘောတူညီချက်တွေကိုပြန်ညှိနှိုင်ဖို့ဆွေးနွေးလာခဲ့ရတယ်။နောက်ဆုံးမှာမိမိဘက်မှအထောက်အကူအနာကိုစွန့်လွတ်ပေးစရာမလိုပဲတရုတ်ဘက်ကလုံးလုံးတာဝန်ခံရမယ်ဒေါ်လာ1ဒသမ3ဘီလီယံစီမံကိန်းကိုရရှိလာခဲ့တယ်။ငလင်တန်ခံရပြီးတလကြတဲ့ဒီစေအုပ်စုရဲ့လုပ်ရက်ကရခိုင်တဘာဝဘေးအန္တရာယ်များကိုကင် ွယ်ခဲ့တယ်လို့ပဲဘလို့မှထူးခြားပြောင်းလဲခြင်းမရှိနိုင်ငံတကာမှာအရေးမြင့်များကိုရနိုင်သမျှဆွဲထုတ်မယ်။၎င်းတို့ကိုအတိမတ်ပြုလအောင်အသုံးချမယ်။တစ်ချိန်တည်းမှာပဲရခိုင်အတိုင်းတော်လိုင်းအင်အားစုများ၎င်းတို့ကိုအနောက်ဆက်ပေးလာရလို့ထင်တဲ့ပြည်သူတွေကိုဆက်ပြီးတော့တိုက်ခိုက်မယ်။တရုတ်ရုရှားလို့တိုက်လင်ရင်များဒရုန်းများသုံးပြီးတိုင်းရင်းသားလူနည်းစုတွေပေါ်ရရက်ဆက်ဆက်ပြူကျင်နေတယ်။အထူးချုပ်ပြောရရင်ငလင်အပေါ်ဆရာနာရှင်တွေရဲ့ရုံမှာကောက်ချက်စွာဖြင့်အခွင့်ကောင်းယူအသုံးချလာမှုကလူတိုင်းအထူးသဖြင့်နိုင်ငံတကာအတိုင်းဝိုင်းအတွက်မြန်မာနိုင်ငံရဲ့အခြေအနေကိုတကယ်တမ်းတိုးတက်လို့စေ ေရှိတယ်ဆိုတာကမင်းရောက်လိုက်တဲ့၎င်းရဲ့အပေါင်းပါတွေကိုဖယ်ရှားနိုင်မှာဖြစ်မယ်ဆိုတာကိုသတိပေးလာတာဖြစ်တယ်။၎င်းတို့ကအာအင်ကုန်ခန်းနေပြီးငွေကြေးလည်းမရှိတော့အတွေးခေါ်လည်းလမ်းဆုံးနေကြပြီဖြစ်ပြီး၎င်းတို့ရဲ့ညီကုန်းကနောက်ကျတော့မှမဟုတ်ပဲစောစီးစွာထွက်ပေါ်လာမှာဖြစ်တယ်လို့ရှိသားထားတာကိုတင်ဆက်ပေးလိုက်ရပါရဲ့ရှင်။